မြတ်ဗုဒ္ဓရဲ့လိုတော်ရာလောကမှာကိုယ့်ရဲ့နောက်လိုက်တပည့်ပြိသက်လူအပေါင်းတို့ကိုဘယ်လိုနည်းနဲ့ကိုယ့်အနာမှာနေအောင်သိမ့်သွဲနိုင်ပါသလဲဟုတ်လားဒီရဲ့ပု္ပ္ပာလင်းနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကိုရောတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကအာလုံးပြည့်အဲ့ကလောကဇီတီ ညက်ကွမ်းမှာပဒင်းသုံးနေတော်မူတော့ဟတ်တကအာလဝကလို့ခေါ်တဲ့ဥပဒကဒါယကကြီးတယောက်ရှိပါတယ်အဲဒါအဲ့ဒီဟတ်တကဥပဒကကြီးဟာတနေ့သောအခါမှာနောက်လိုက်တပိ900နဲ့မြတ်စွာဘုရားရှင်စီကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာ မြတ်စွာဘုရားကလှမ်းမိတယ်ဒီဘုရားရဲ့မေးတာနဲ့ပတ်သက်ပြီးတော့လဲပါရဇိကံဝိနည်းပြည်ကပါရဇိကံထဲမှာဘုရားတော်မြည်သည်တဲ့ဟာလာတရားဟိုးလို့သောကြောင့်မေးတဲ့အခါရှိတယ်တဲ့နောက်တစ်ခါမပြင်းညက်သေးတဲ့တိခါပုဂ္ဂိုလ်ပြင်းညက်ဖို့လိုအပ်တဲ့အတွေ့ကြောင့်မေးတာရှိတယ်တဲ့ဟုတ်လားဆရာ အဲ့ဒီမှာဟတ္တကဥပဒကကိုမြတ်စွာဘုရားကနေတယ်ဟတ္တကနောက်လိုက်ပြိသက်တပိတ်တပန်းတွေညာလာကြည်လားဘေလိုညီးညက်သူတို့ကသင်္ကနာတိသိမ့်သွင်းထားတာလေဟတ္တကကြီးရဲ့ဖြေပါအောင်ဆိုတော့အဲ့ဒီမှာဟတ္တကဥပဒကကမြတ်စွာဘုရားကိုဆောက်တယ်ရှင်ဘုရားတဲ့တပိတ်တို့ရဲ့မိဘအဆွေမျိုးတွေက ရှင်းသာပါတယ်တဲ့ဒါကြောင့်ဒီပိတ္တကိုရဲ့စကားကိုနားထောင်ကြပါစေဆိုပြီးတော့ဒီပိတ္တရဲ့ဒီပိတ္တပန်းတွေကိုအဲဒီပိတ္တပေကံဆွန်ကြည်လေးရှိပါတယ်ဒီလိုလျှောက်တယ်ဒါကဒီစကားမလျှောက်မီမှာနံပါတ်1တဲ့ညစွာဖျားတဲ့ဒီပိတ္တဒီပြိတ္တကိုထိမ့်သိမ့်နိုင်ဖို့သိမ့်သွင်းနိုင်ဖို့အတွက်ဒါနလို့ခေါ်တဲ့ပေကံခြင်းနဲ့ဒီပိတ္တသိမ့်သွင်းပါလေဗျာတဲ့ပြီးတယ်ဆွန်ကြည်ပြီးတယ်ဟလား အဲ့တော့စွန့်ကျင်ပေးလို့ရှိရင်ရိုးရိုးလူမပြောနဲ့စစ်ပွဲတွေကိုတောင်းမှငင်းရှမ်းစေနိုင်တယ်စစ်ပွဲတွေကိုတောင်းငင်းရှမ်းစေနိုင်တယ်မြတ်စွာဘုရားရှင်လက်ထက်ကျောင်းကလည်းဒါဝိဒိဟိမိဖုရားရဲ့သားဗမိတာရမင်းကြီးရဲ့သားအစာတသက်နဲ့ဝိဒိဟိမိဖုရားရဲ့မောင်ဖြစ်တဲ့ကိုသလမင်း ဒါအစားတသိုင်းကျဲဆိုရင်ပြူဝရီးကြတာပေါ့ကာတိရွာကအင်မတန်မကိုအခွန်ဆောင်းနိုင်ကြီးရောမှရွာလေးကြီးရောဆိုကြပါစို့ဒီနေ့မျိုးလေးမဟုတ်ရွာလေးမဟုတ်ပေးနဲ့မျိုးနာနီးွားလောက်ပေါ့မျိုးနီးွားလောက်ရှိတယ်ကာတိရွာဒီအခြေ၃လေးထောင်ပေါ့ဗျာအင်မတန်မလေးစီပင်ပြန့်ပွားကြီးရောမှဒီကိုသလတိုင်းပြည်နဲ့ရာဇကြီးကိုဂျားလေးမှရှိတယ်ဒီရွာလေးကိုဟိုဘက် ကိုသလမင်းကြီးကလည်းလိုရှင်တယ်အဇာတသက်ကလည်းလိုရှင်တို့ဒီရွာကိုမိပြီးတော့ခဏခဏဆစ်ဖြစ်ကြအဲတော့အဲနောက်ပိုင်းကိုသလမင်းကြီးဆစ်ရှုံးတော့သူသမီးဝစီရာကိုပေးလိုက်တဲ့အဇာတသက်မင်းကိုရောက်ကွာမင်းယူသွားအဲ့ဒီရွာကိုလေးယူလိုက်ငါသမီးဝစီရာကိုလေးယူလိုက်ဆိုပြီးတော့တူကိုသမဲ့လောက်လိုက်တာပေါ့ဗျာဟာလားအဲ့နဲ့အဲ့ဒီကလေးကဘယ်တော့မှဆစ်ပွေးထက်မဖြစ်တော့ဒါပေးကမ်းခြင်းပဲ အရဲ့ချင်းမလေးကြီးကိုအဲညွန်းညွန်းညင်းနဲ့မခွန်နိုင်မပြောနိုင်ဖြစ်တဲ့လူကိုပေးကမ်းပြီးတော့သာပေါင်းကြည့်ပြီးတော့မှမခွာတော့သစ္စာခံတွေ့တော့ဖြစ်လာတာဒီလိုပဲဗျာတဲ့တပည့်တော်ဒါနဆိုတဲ့ပေးကမ်းခြင်းနဲ့နံပါတ်၁စီယုံပါလေနံပါတ်၂ပေးရဝိစာတပည့်တော်သူတို့အပေါ်မှာရှစ်ဖွေစကားညဉ့်ညံတဲ့နှလုံးသားရှိတဲ့လူတယောက်တော့ပြောဆိုဆက်ဆံပါတယ် ရင်ဆိုင်ကြမ်းကြုတ်တဲ့စကလုံးတွေနဲ့မဆက်ဆံပါဘူးဖေဟာတဲ့ဒါတပည့်တော်သိမ့်သွဲနိုင်တဲ့နံပါတ်2အင်္ဂါပါတဲ့နံပါတ်3အင်္ဂါကတော့မြတ်စွာဘုရားဘုရားတပည့်တို့သည်အဋ္ဌစရိယလို့ခေါ်တဲ့ကိုယ်အကျွဲပဲကိုကြည်တာမျိုးမဟုတ်ပင်ねကိုကြိုစီဘွားကိုပဲလောက်တာမျိုးမဟုတ်ပင်ねတပည့်တော်ရဲ့ဒီနောက်လိုက်ပြိဿ900ဥပဒကတွေအတွက်တပည့်ဂျပန်တွေအတွက်လဲတပည့်တော် သူတို့ရဲ့အကျိုးစီးပွားတွေကိုအငင်းနာခံပြီးပြုလုပ်ဆောင်ရှောက်ပေးပါတယ်တဲ့ဟုတ်ရဲ့လားမှန်ပါတယ်လောကကြီးမှာအမိကျဲ့ရင်အမိစားခေါင်းကျဲ့ရင်ခေါင်းစားခေါင်းပိုင်းဖြတ်တဲ့လူတွေဟလားအသာစီးရမှပေါင်းတဲ့လူတွေအသာစီးရမှတပည့်လိုမှတ်တဲ့လူတွေမိုက်ဆွေလိုမှတ်တဲ့လူတွေကိုလူတွေကမပေါင်းကြပါဘူးဒါဒုဒကဓမ္မတွေပြောစရာတော့မလိုဘူးဗျနော်နံပါတ်၄အချင်းကတော့ပြိတ္တတို့ရဲ့ တမညာကြတာတဲ့ကိုကကြတော့မိသားရင်းနဲ့စားတယ်ဝက်သားရင်းနဲ့စားရင်တပိတ်ဂျပန်တွေကငချောင်းနဲ့ကျွေးတယ်ကျဲဥကျုံနဲ့ကျွေးတယ်ဒါမျိုးမဟုတ်ကိုမိသားနဲ့စားရင်တပိတ်ဂျပန်တွေလည်းမိသားနဲ့စားရမယ်ကိုဟင်းတမီနဲ့စားရင်သူတို့လည်းဟင်းတမီပဲသူတို့ငချောင်းနဲ့စားရင်ကိုလည်းငချောင်းနဲ့စားမယ်သူတို့အာလူးနဲ့စားရင်ကိုလည်းအာလူးနဲ့စားမယ်ကောင်းဆောင်တရားရဲ့အင်္ဂါတွေဟလားအကျိုးစီးပွားကိုကြည့်ရှုဆောင်းရှောက်ပေးတယ်အစဉ်အကြံမခွေရှာပေးနဲ့ဆစ်ဆန် ်ပေးတယ်ဒီအင်္ဂါ၄ပါးနဲ့တပည့်တော်သူတို့ကိုစောင့်ရှောက်ထားတာပါဖေရတဲ့သိမ့်သွင်းထားတာပါဖေရအဲဒီမှာမြတ်စွာဘုရားကသာဓုသာဓုသာဓုဟဲ့တကာတဲ့သင်ဟဲ့တကာဒီဥပဒကဒါယကာတွေကိုသိမ့်သွင်းထားတဲ့ဤစနေသည်တဲ့ရှေရှေကသူတို့ကောင်းတွေရောကျင့်ခဲ့တဲ့၄ပါးပါတဲ့ဒီတရားဟာ အရင်ညငါရောအခုရောနောင်လာလက်တဲ့အချိန်မှာရောနောက်လိုက်ပြိသက်တပိပားတွေကိုဟာလားတိမ်သွင်းဖို့ကို့အပေါ်မှာအသက်ကိုပေးတဲ့အချိန်သစ္စာခံနိုင်ဖို့ဆိုရင်ဒီကြာလေးပါးကလွေပြီးတခြားအရာမရှိပါဘူးတဲ့ဒါကိုမြတ်စွာဘုရားကအင်္ဂုတ္တရနိက္ခေစတုကနိဗ္ဗာန်နောက်တစ်ခါဇေတကနိဗ္ဗာန်မှာလည်းပါတယ် ဟလားသင်္ခါဝတ္ထုတရား၄ပါးဆိုပြီးတော့စတုသင်္ခါဝတ္ထုသုံးဆိုပြီးဟောတော်မူခဲ့ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဦးဇင်း YouTube channel ကိုလာရောက်ကြည့်ရှုနားထောင်အားပေးကြတယ်ဒီတခါတခါမှအပေါင်းလေးကြီးအင်္ဂါ၄ပါးကိုနှလုံးသွင်းကြည့်ရမိမိတို့ရဲ့နောက်ပါတပိတပန်းတွေကိုကိုနာကနေတစ်သက်လုံးမခွာအောင်သိမ့်သွဲနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ အကြံပေးစကားတရားတော်ကိုဒီနေရာမှာပဲညီငုံကံပဲအဆုံးပဲလေရပါတယ်ဂုံတည်